အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးတို့ရေးသားတဲ့မာလာလို့အမည်ရတဲ့ဝိတုကိုအပိုင်း20အနေနဲ့ကျွန်တော်ကိုရွှေတာမှာဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ လိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာဘယင်မသည်ပြောပြောဆိုဆိုတလုံးတော်ပေါ်မှာထားပြီးနောက်ဓားကိုဆွဲကင်ကတက်ခေါက်လိုက်အန်ကျိတ်လိုက်နဲ့အဆောင်ထဲတွင်ဈေးညံ၆နေရာမှာစိတ်ကို ထိမ့်၍မရတဲ့ဖြင့်လေသာဆောင်ဘက်သို့တကူတဲထွက်ခွာသွားပြီလျင်ဥယျာဉ်တော်ဘက်သို့လှမ်းမြော်ကြည့်မိပေသည် အချိန်မှာညင်ဦးရန်လုံးပြီးတကောင်ရန်ဘက်သို့ချင်းကပ်လာပြီးဖြစ်၍ဘရင်မရဲ့အဆောင်တော်ပဝန်းကျင်တွင်တိတ်ဆိတ်ငြိမ်သက်လျက်ရှိပေသည်။လာစန်းဆယ်ရဲ့လာရောက်မှလည်းအနောက်ဘက်ဂေါ်ရာကျွန်းသို့ရုံးလူဆဲဆဲအချိန်သို့ရောက်ရှိနေသဖြင့်ဝိုးဒိုဝါဒါသာမြင်ရပေသည်။ထိုအခိုက်တွင်ဘရင်မဦးရန်တော်ဘက်စီမှရှေ့တန်ကြားရသဖြင့်လှမ်းကြည့်လိုက်ရာဝိုးဒိုဝါဒါလာရောက်အောက်တွင်လူနှစ်ယောက်၏တံံကိုမြင်လိုက်ရသဖြင့်ဘရင်မသည်ငေးဆိုင်ကြည့်နေမိသည်။ထိုသူနှုတ်ဦး၏သွားပုံလာပုံကိုအကဲခတ်ခြင်းအပြင် တယောက်မှာဘုန်းနန္ဒဖြစ်ကြောင်းဘယင်မအတန်ပြောနိုင်ပေသည်ကြံတယောက်မှာကျော်စီရသို့မဟုတ်အာလာဝကဖြစ်ရမည်ဟုခံမှန်းရပေသည်ဘုန်းနန္ဒမှာညစဉ်ညတိုင်းလိုလိုပင်ဘယင်မရဲ့အဆောင်တော်အနည်းတွင်ကိုယ်တိုင်ဆောင်ကျက်လေးရှိသည်ကိုဘယင်မအသိသဖြင့်ဘယင်မအဖို့ထူးခြားခြင်းမရှိတော်လဲခတ္တာမျိုးသားချင်းလွတ်မြောက်သွားသည့်သတင်းကို ပြောပြပြီးဘုန်းနာနာအပြစ်တင်ခြင်းကိုခံယူလိုသောစိတ်ဆန္ဒပြင်းပြလာသည်ဖြင့်ဓာဝတ်ဆွဲကန်ကအဖို့မပါပဲတကူတဲ့ဥယျာဉ်တော်ဘက်သို့ဆင်း၍လာခဲ့ပေသည် ဘုန်နာနာမှာဘယင်မထိုင်နေကြထိုင်ကုန်ကလေးတွင်ထိုင်ပြီးဘယင်မရဲ့အဆောင်တော်ကိုလှမ်းမျှော်ကြည့်နေသည်ကိုတွေ့ရပေသည်ဘုန်နာနာနှင့်အတူလိုက်ပါလာသောအာလဝကမာမူကဘယင်မအဆောင်တော်ပတ်ဝန်းကျင်ပတ်ဝန်းကျင်ရှိမောင်ရင်များတွင်ရန်သူများခိုအောင်းနေပြီဆို၍မောင်ရင်များရှိရာသို့လှဲ့လည်စစ်စစ်ကြည့်ရှုနေပေသည်ဘယင်မသည်အဆောင်တော်ပေါ်မှဆင်းလာပြီးတစ်ပင်ရိတ်များကိုအကာအကွယ်ယူကဘုန်နာနာထိုင်နေသည့်ထိုင်ကုန်ရှိရာသို့ရှင်းကပ်လာပေသည် တူအခိုင်ဘယင်မရဲ့ဥယင်တော်အလွန်ရှိ ကမ္ဘာထံအုပ်ကူကလေးစီမှာမဲ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 နဲ့လူသဒ္ဒန်တို့မြင်လိုက်တဲ့ဖြင့်ဘုဏ္ဏနာသည်ထာယာမထထသွားပြီမဲမဲသဒ္ဒန်လာယာလန်းစီမှာစီးကြိုပြီးစောင့်ရည်နေပြီဘယင်မမှာလည်းမဲမဲသဒ္ဒန်ကိုမြင်လိုက်တဲ့ဖြင့်တစ်ပင်ရှည်ရင်းတို့ကတ်ခါတစ်ပင်ကိုကွယ်ပြီးရက်ကြည့်နေမိသည်မကြာမီမဲမဲသဒ္ဒန်သည်ဘုဏ္ဏနာအနည်းသို့ရောက်ရှိလာပေသည်ထိုမဲမဲတရံမှာတင်ကန်းဝှက်ထားသည့်အပြင်သွားပုံလာပုံမှာလည်းဆရာတော်ဥက္ကဋ္ဌ တွားပုံလာပုံမျိုးဖြစ်ဒီကိုဘယင်မတတိထားမိလိုက်သည်ဆရာတော်အရှိန်မတော်ဒီနေရာကိုဘာလာလောက်တာလဲဘူနာနာကဆရာတော်ဥက္ကဋ္ဌိအားမေးလိုက်သည့်အတန်ကိုဘယင်မအတိုင်းသာကြားရပေသည်ကမ္မထန်းတန်ရအောင် လာတာပါတကားတော်ဆရာတော်ဒီနေရာကို လာနေကြပါတကားတော်ကဒီနေရာမှာဘာလုပ်နေတာလဲဆရာတော်ဥက္ကဋ္ဌိကပြန်မေးလိုက်သည်ဒါကဘုန်းတော်ကြီးမေးစရာမဟုတ်ပါဘူးပြီးတော့တိုင်းပြည်ရုတ်တရက်ရုတ်ရုတ်ရက်ရက်ဖြစ်နေတဲ့အချိန်မှာ ညာအချိန်မှာတော့ကမ္မထံအုပ်ကူဘက်ကိုမလာဖို့တတိပေးပြရသေးလူမာပြီကပ်ပိခံလေးရလိမ့်မယ်ဘုဏ္ဏနာကတတိပေးလိုက်သည်ဥက္ကဋ္ဌိမာမူမိမိအားမခံလေးစားပြောလိုက်သည်ကိုကြားရတော့အခါစိတ်ထဲတွင်မခံမရနိုင်အောင်ဒေါသထွက်နေပုံရပါသည်ဟဲ့ငယူပါမင်းကငါ့ကိုဘာမှတတိပေးနေကြမလို့ပါဘူးမင်းဘသူဘဝဆိုတာငါကောင်းကောင်းကြီးသိတယ်မင်းရဲ့အကြောင်းလေးကိုစာနာတွေဝေပြင်မှရှိမှငါဖွင့်ချလိုက်ရင်မင်းရှာချင်းဒုက္ခရောက်သွားနိုင်တယ်ဆိုတာ မင်းနားမလဲပေဘူးလားဒီမှာငယူပါမင်းကငါတတိပေးလိုက်မယ်မင်းဒုက္ခမရောက်စေခြင်းယင် ထောင်ထဲမှာချုပ်ထားတဲ့ပါဒမျိုးစားနဲ့အပေါင်းပါတွေကိုအခုညာတွင်ချင်းလှုပ်ပေးပါလှုပ်မပေးနိုင်ဘူးဆိုရင်မင်းဘသူဘဝဖြစ်တယ်ဘာကိစ္စဒီကို ရောက်လာတယ်ဆိုတာငါဘယင်မကိုငါကိုယ်တိုင်ပြောလိုက်မယ်ဆရာတော်ဦးကိဋ္ဌိဒီဒေါသထွက်နေသဖြင့်အိမ်တွေမဆင်နိုင်တော့ပဲမင်းငါအစချီတော့ယင်သီးသည့်စကားများဖြင့် တင်ကန်းကိုအားမနာပဲပြောချလိုက်ပေသည်အလိုတဲလဲဆိုတဲ့စားပါလားသူများအကြောင်းမပြောခင်ကိုအကြောင်းကိုပြန်စဉ်းစားအောင်ပါဗောဒီမှာဥက္ကဋ္ဌတင်ကန်းကိုယူသေးဖို့တီးခတ်နေတဲ့တင်ကန်းကိုယူသေးလို့တီးခတ်နေတဲ့ဆိုတာသိထားရင်ကောင်းလိမ့်မယ်ဘုန်းနာနာတည်းစိတ်မရှိတော့ပဲဗဇတ်မှလှိတ်ခနဲပြောလိုက်သည်ဘာလဲတာယာရွှေပြည်နိုင်ငံတိဟရာတာဘရင်ရဲ့တချို့ငယူပါကငါ့ကိုဘာလို့အခုလိုလာပြန်ပြောနေရတာလဲ ဒီမှာငယူပါမင်းဒီကိုရောက်လာတာဟာတရရတာဘယင်ကြီးကဘယင်မောက်ကိုအတေရရအရှင်ရရဖမ်းပြီးဆက်တဖို့အမိန်ပေးလိုက်တယ်လာခဲ့တာမဟုတ်လားဘယင်မောက်ကိုဖမ်းပြီးမဆက်တနိုင်ရင်မင်းကိုမင်းအဖမ်းအဖမ်းခံရမယ်အဖမ်းမခံရရင်တရရတာဘယင်ကြီးစီမှာဒစာကန်ထားခဲ့တဲ့မင်းရဲ့အဖော်ကိုရောက်အသက်ခံရမယ်မဟုတ်လားဒါတွေကိုငါကိုယ်တိုင်တာယာချွေပြည်နိုင်ငံတော်ရောက်ခဲ့လို့သိခဲ့ရပြီကွာဒီအကြောင်းတွေကိုဘယင်မောက်ကို၆တင်လိုက် မင်းအရှုပ်ခိုင်းနဲ့ရောက်ပြီးအသက်ခံရမှာသေချာတယ်။ငါပြောတာမမှန်ပေဘူးလား။အတော်လာတဲ့ဖုန်းကြီးပဲ။ဘုန်းနာနာတင်လက်သီးဆုံရင်ပြောလိုက်ดิ။ဘာလဲ။မင်းကငါ့ကိုရံမူနေတယ်ဗောလေ။ငါအကြောင်းသိသွားမှာဗော။ဆရာတော်ဥက္ကဋ္ဌတီဖုန်းကြီးလေတံဖြင့်မပြောပဲလူဝဲကြောင်ကဲတို့ဒေါနဲ့မောင်နဲ့ပြောရင်တင်ကန်းနဲ့တင်ဖွဲ့ရည်လာတော့ဓားကိုဆွဲထုတ်မြည်ပြုစဉ်။ ပေါင်ရိပ်မှွယ်ပြီးနားထောင်နေသောအာလာဝကသည်ဥက္ကဋ္ဌအားနောက်မှဝင်ဖက်ပြီးချုပ်ထားလိုက်ပြီးလည်းရင်မအော်နိုင်အောင်ပါဇက်ကိုတအားပိတ်လိုက်ပေသည်ဘုဏ္ဏနာသည်ဥက္ကဋ္ဌဤလက်မှဓားကိုလူယူပြီးသင်္ကန်းစားဖြင့်လက်ပြန်ကျိုးတုပ်ပြီးလည်းရင်မအော်နိုင်အောင်သင်္ကန်းစားများဖြင့်ပါဇက်တွင်ပိတ်ဆို့ပြီးစီးနောင်တွေထားလိုက်ပေသည်ဘုန်းကြီးဆိုပြီးဓမြောင်ဆောင်တွေတို့ဒီတစ်ခါပဲကြားဘူးတယ်အာလာဝကသည်ဆရာတော်ဥက္ကဋ္ဌဤလက်မှလူယူထားသည့်ဓမြောင်ကို မင်းမိန်သောလာရောက်တွင်ထောင်ကြည့်ရင်ပြောလိုက်သည်ထိုအခါတွင်မောင်ရိပ်မှစိတ်ဝဲစေစားအပြည့်စုံဝှစ်ဆင်ထားသည့်စာနာဒီဝေပင်မသည်တရှိကိုဆွဲဆိုင်ဆွဲကင်က ပြေးထွက်လာသည်ကိုမြင်လိုက်သည့်ဖြင့်ဘူနာနာသည်အံ့အားသင့်စွာဖြင့်စိုက်ကြည့်နေပေသည်တီဟရာသားရဲ့တချို့ငယူပသေပေတော့စိတ်ဝဲစေစားဖြင့်ဘယင်မသည်ပါဇက်မှပြောပြောဆိုဆိုဘူနာနာအားဓာတ်နှင့်တအားလွှဲခုတ်လိုက်ရာမျက်စိရှင်သောဘူနာနာသည်ဓာတ်ရက်ကိုချောင်းတင်းပေးလိုက်ပြီး ဓားကင်ထားသောလက်ကိုဖမ်း၍ဆုပ်ကင်လိုက်ပြီးလျင်လက်ကိုလိန်ကဓားကိုလွတ်ယူလိုက်သည်နောက်တစ်ယောက်လာပြန်ပြီလားဘိုးအားလာဝကသည်ဓားကိုဆွဲကင်ကအနီးသို့ရှင်းကပ်လာလေသည်သူရတွင်အနီးသို့ရောက်သောအခါဘိုးနန္ဒာ၏တံမာသောလက်ဖြင့်ဆုပ်ကင်ထားသည်ဖြင့်မလုံနိုင်မချက်နိုင်ပဲအမိခံနေရသည့်ဆက်ဝတ်ဆက်စားနှင့်ဘယင်မ၏မျက်နှာကိုမြင်လိုက်သောအခါအာအာတင်လာပြီးဓားကိုချကဒူးထောက်ပြီးခါးစားလိုက်ပြီ။မချုံမယူပါ။နင်းကိုနင်းလူကောင်းလုပ်ပြီး ဘယင်မနဲ့ဆေဒုဒ္ဒါနိုင်ငံတော်ကိုတီဟယာတာဘယင်လက်ကိုအပ်ဖို့ကြံစီနေတယ်ဗောလေစောစောကပြောခဲ့တဲ့စကားလုံးတွေအားလုံးဘယင်မကြားပြီးပြီလှော့ဘယင်မကိုမကင်နဲ့လှော့စာနာရီဝီဘယင်မတွေဒေါသတန်ဖြင့်ပြောပြောဆိုဆိုဘုန်နာနာဤလက်မှယုံကံထွက်သွားပြီပြီဘုန်နာနာမှလည်းအံအားသင့်သည့်အမှုရာဖြင့်ဘာမှပြန်မပြောနိုင်ပဲငေးဆိုင်ကြည့်နေမိသည်တို့ခိုက်တွင်စာနာဒီဝေပင်မသည်ခါးတွင်အသင့်ပါလာသောဓမြောင်ကိုဆွဲထုတ်ကာဘုဏ္ဏနာအားထိုးရန်ချိန်ရွယ်လိုက်ပြီယား ဘုဏ္ဏသည်ဘယင်မကြီးလက်ကိုလှမ်း၍ကင်လိုက်ပြီးနေရင်ဓမြောင်ကိုဝင်လူလိုက်သည်ဘယင်မသည်ဓမြောင်ကိုမလွတ်ပဲရှိသမျှအာနှင့်ယုံကန်ရင်ဘုဏ္ဏအာဓမြောင်နှင့်ထိုးဖို့သာကြိုးစား၍နေပေရာနှစ်ယောက်သားမှနဗန်းလုံးတကဲ့သို့လုံလာထွေလာဖြစ်နေရမှစန္ဒာတကွေဘယင်မသည်ကြာရှည်စွာစိတ်တင်း၍မထားနိုင်တော့ပဲတဖြည်းဖြည်းပြော့ခွေသွားပြီလေရင်လက်မထားလော့ကျသွားကာအတနာခံသည့်မျိုးလုံးများဖြင့်ဘုဏ္ဏ၏ရင်ခွင်ထဲမှလုံးလွန့်ထွက်ရန်ကြိုးစားရင်း လန့်ကြည့်လိုက်ရာဘုဏ္ဏနာရဲ့အသည်နှလုံးမှာအေးပြောသွားပြီးစန္ဒာတဝီဘီယမအားအတင်းပွေဖက်လျက်ချုံနောင်ထားရာမှာအตาချော့ပေးလိုက်ပြီးလည်းရင်မိမိအစိတ်ကိုမိမိမချုပ်တင်းနိုင်တော့ပဲတနာသက်ပွဲဖြစ်နေသောစန္ဒာတဝီဘီယမဤဖြူဖွေးသောပားပြင်ကလေးကိုဘယ်ပြန်ညာပြန်အားရပါရနန်းချုံမိလိုက်ပေသည်စန္ဒာတဝီစန္ဒာတဝီနားနဲ့ဆက်ဆက်ကြားရတဲ့စကားလုံးတွေကိုမယုံပါနဲ့မျက်စိနဲ့တက်အပ်တေရှာမြင်တာကိုလည်းမယုံပါနဲ့ စာနာဒီဝီအတွက်ငယူပအသေးခံဖို့ရှိတယ်ဆိုတာကိုလည်းယုံကြည်စေလိုပါတယ်။ဘူနာနာသည်အသက်နှလုံးထဲမှထွက်လာသည့်အတန်ဖြင့်ပြောရင်စာနာဒီဝီဘီယမ၏အကျဉ်းလင်းအေးမြသောမျက်နှာကလေးကိုမျက်နှာချင်းအပ်ခါမျက်တောင်မခတ်ဖဲကြည့်ရင်ပြောလိုက်ရာဘူနာနာ၏မျက်လုံးတံကိုမခံနိုင်သဖြင့်စာနာဒီဝီဘီယမသည်မျက်စိအစုံကိုပိတ်ထားပြီးခိတ္တမြငြိမ်သက်နေရာမှရုတ်တရက်လုံးလုံးထားလိုက်ကအော်ဟစ်ပြီးအကူကြီးတောင်းရန်ဗဇက်ပြင်လိုက်သည်ကိုမြင်လိုက်သည်ဖြင့် ဘူနာနာသည်မိမိ၏တမ်းမာသောလက်ဖြင့်ပါဇက်ကိုပိတ်ထားလိုက်သည် အာလာဝကဘာငေးနေတာလဲဝိုင်းမီကိုညီစားပါဦးဘယင်မလွတ်သွားရင်မင်းနဲ့ငါသာဒုက္ခရောက်မှာမဟုတ်ဘူးစေတုဒ္ဓတနိုင်ငံလုံးမိဟုံဟုံတောက်သွားလိမ့်မယ်ဘူနာနာကပြောလိုက်ရာအာလာဝကသည်ဒုဒ္ဓဝေခါသားနေရာမှာကြပြကြရထလာပြီလေယင်ဘူနာနာ၏လက်တွင်မှအတင်းရုံးကန်ထွက်ရန်နှင့် ဟောဟစ်အကူကြီးတောင်းရန်ကြိုးစားနေသောဘယင်မအားရှုံအောင်ပြီးဗဇက်ကိုအဝင်းနှင့်ဆိုကလက်ပြန်ကြိုးတုပ်လိုက်လေသည်ဘယင်မတို့ကိုလုံးကိုဘူနန္ဒရှုံထားသည့်ကမလာဖြင့်လှမ်းရှုံနိုင်ပြီးဘူနန္ဒသည် အာလာဝကအားဖုံးတော်ကြီးဥကိဋ္ဌိကိုအကျဉ်းထောင်သို့ပို့ရန်အမိန်ပေးလိုက်လေသည်အကျဉ်းထောင်ရောက်ရင်ဆရာအမိန်နဲ့သူရနုရဲ့တချို့ဆရာတော်ဥကိဋ္ဌိကိုတေချာအခန်းတစ်ခန်းမှာချုပ်ထားဖို့ပြောပြီးအကျဉ်းထောင်အပေါ်ထက်မှာတာဝန်ချထားတဲ့နေမျိုးကိုဆရာစီအမြန်လှုပ်ပြီး ပြီးတော့နေမျိုးရဲ့တာဝန်ကိုတပည့်ကဆက်ပြီးတာဝန်ယူရမယ်ကြားလားအာလာဘကသည်ဘုန်းနန္ဒရဲ့အမိန်တိုင်းလက်ပြန်ညှိုးတုပ်ထားသည့်ဆရာတော်ဥက္ကဋ္ဌအားရှေးတောင်မှကျိုးများကိုဖြည့်လိုက်ပြီးတော့ယင်အကျဉ်းတောင်သို့ခေါ်သွားရာထောင်မူးကြီးငချင်းညိုဤလက်သို့အပ်လိုက်ပေသည်ထို့နောက်ဘုန်းနန္ဒမှာကြားသည့်အတိုင်းထောင်မူးကြီးချင်းညိုအားပြောပြရာထောင်မူးကြီးချင်းညိုသည် အာလာဘကအားအပေါ်တက်သို့ခေါ်သွားပြီးနေမျိုးတာဝန်ကြနေသည့်အခန်းကိုလိုက်ပြလိုက်ပေသည် အားလာမကလားအပြင်မှာဘာများတရင်ထူးသေးလဲအကျင်းတော်အောက်ထမှာအကျင်းသားများပြောဆိုနေသည်အပြင်မှာဘာတွေတရင်ထူးတယ်ဆိုတာမင်းမကြခင်သိရလိမ့်မယ်ဘယင်မဥယျာဉ်တော်မှာဆေယနန္ဒစောင့်နေတယ်အဲ့ဒီကိုမင်းသွားလိုက်ပြီးတော့မင်းနဲ့ကောင်လဲအစင်သိမ့်ယူယူလာခဲ့ဖို့မှားလိုက်တယ်ဒါထက်မင်းစီကတော့ဘာများတရင်ထူးသေးတယ်လဲအာလာဘကကပြန်မေးလိုက်သည်ငါစီကတရင်ကတော့တိတ်ထူးတာပဲ ညနေကထောင်ထဲကိုထမင်းထုတ်လာပို့တယ်။အဲ့ဒီထမင်းထုတ်ထဲမှာစာပါလာတို့သူတို့တည်းဝမ်းသာနေကြတာကိုငါကြားရတယ်။စာထဲမှာဘာတွေပါတယ်လဲ။ဒီနေ့ညသကောင်ကျော်နက်ပြန်နဲ့နဲ့အာယုံမတက်မီရွာသားရရကလေးကိုသူတို့နေ့စစ်တီတော်တွေဝင်ပြီးမီးချိုးလိုက်မယ်။အဲ့ဒီလိုမီးချိုးလို့မီးရောက်မြင်တဲ့အခါမှာစစ်တုဒ္ဓရာမျိုးကဆန္ဒတွေဝေပြင်းမရဲ့စစ်တီတော်တွေရွာသားရရွာကို လာကြလိုက်မယ်။ မြို့ထဲမှာဖျော်ပရဲကစင်ကရဲဖြစ်နေတဲ့အချိန်မှာတူတန်းတို့ဘတ်တော်သားတွေရဲ့တချူအာနာသားတွေကအကျင်းတော်တကားကိုဖွင့်ပေးလိုက်မယ်အဲ့ဒီခါမှာထွက်ပြေးခဲ့ကြလို့စာထဲမှာပါတယ်ဒါကိုသူတို့တွေကြဲကြဲလောင်လောင်နဲ့ဝမ်းသာအားရဖတ်နေကြတာကိုငါးနားနဲ့ဆက်ဆက်ကြားရတယ်နေမျိုးကပြန်ပြောလိုက်သည်ဒီလိုဆိုရင်ဒီအကြောင်းတွေကိုဆရာနန္ဒစီပြေးပြီးပြောမှာဖြစ်မယ်အာလာဘကကပြောလိုက်သည်မင်းအတအနေစမ်းမှာငါပြေးပြီးပြောပါမယ် ရွာသားရရွာကလေးမှာငါအဆက်ရှိတယ်ကွဆရာကိုတည်င်းပေးပြီးငါအဆက်ကိုငါသွားပြီးကဲရအောင်မယ်ငါကိုစားမင်းဒီနေရာမှာတာဝန်ယူစားမှာပြောပြောဆိုဆိုနေမျိုးဒီအာလာဝကအာအချင်းတော်တွင်ထားရခဲ့ပြီးမင်းနှစီကိုယူကဘယင်မဤဥယျာဉ်တော်ဘက်သို့ဒုံဆိုင်၍လာခဲ့ပြီအခန်း23 မျက်နာကိုကပလာနှင့်အုပ်ထားတော်လဲဆန္ဒရဝေပင်မသည်မိမိအားဘူနန္နာ၏ရင်ကုန်ထဝယ်ပွေ့ချီပြီးမြင်းပေါ်တွင်တင်ကမြို့ဘက်သို့တရွေ့၍ထွက်လာသည်ကိုကောင်းကောင်းကြီးသိပေသည်တလန်လုံးဘုန်းနန္ဒသည်စကားတခွမှမပြောဘဲစာနာဒေဝီပင်မပင်ပန်းခြင်းမရှိသေးရန်မြင်းကိုခပ်ပြေးပြေးနှင်ပြီးလာခဲ့ပေသည်စာနာဒေဝီပင်မသည်ဘုန်းနန္ဒ၏လက်မှလွတ်မြောက်ရန်အတွက်လက်တွင်ရှိနှောင်ထားသည့်ကြိုးများကိုဖြည့်ရန်ကြိုးစားတော်လေ ကျိုးမှာတင်းကျပ်စွာချီနှောင်ထားတဲ့ဖြင့်လွန်တိုင်းလွန်တိုင်းနာကျင်တဲ့ဖြင့်မလူးလွန်ပဲအသာကလေးလိုက်ပါလာခဲ့ရပါသည်။ဗဇက်မှအော်ဟစ်ပြီးအကူကြီးတောင်းရန်ကြိုးစားတော်လေ။ဗဇက်တွင်အဝင်များဆို့ထားတဲ့ဖြင့်အတန်တက်တက်ကလေးသာထွက်အောင်အော်နိုင်ပေသည်။ဆန္ဒတွေဝေပြင်းမှမယုံပါနဲ့။အော်ဖို့လည်းမကြိုးစားပါနဲ့။ခဏလေးတင်းကျင်ခံပြီးငြိမ်ငြိမ်လေးလိုက်ခဲ့စမ်းပါ။ဘုန်းနာနာသည်ဆန္ဒတွေဝေပြင်းမှအာလွှမ်းခြုံထားသည့်ကမလာပေါ်မှနေပြီးဘယင်မအီနာနာတို့ကပ်ပြီးပြောလိုက်သည်။ တော်ခိုက်တွင်နေမျိုး၏အတံကိုကြားရပြန်သည်ဆရာဆရာမြန်မြန်ကလေးဒုံဆိုင်သားမှာကျွန်တော်တို့အယောင်နောက်ကြရင်ယူဇနတယောက်ရေတိမ်မှာနေရပါလိမ့်မယ်နေမျိုးသည်စိတ်မရှိတော့သည့်အလားဘုန်းနန္ဒအာလှမ်းပြောသည်တိတ်အလင်းမလို့စမ်းပါနဲ့ဘာမဆိုစင်းစင်းသားသားလှုပ်စမ်းပါဒါထက်အချင်းတော်ထဲမှာသူတို့တွေဘာတွေပြောနေကြသလဲဆိုတာပြန်ပြောစမ်းပါဦးဘုန်းနန္ဒကပြန်မိလိုက်သည်ညနေပိုင်းကထောင်ထဲကို ထောင်အမှုထမ်းတို့ဝင်လာပြီးထမင်းထုတ်တွေလာပေးသွားတယ်။ထမင်းထုတ်ထမ်းမှာစားတဆောင်ပါလာလို့အဲ့ဒီစာကိုအားလုံးဝိုင်းဖတ်ကြတယ်။အဲ့ဒီစာထဲမှာပါတဲ့အကြောင်းအရာတွေကိုတိတိကျကျပြန်ပြောစမ်းဒီနေ့ညသကောင်းကျော်နတ်ဖြန်အာယုံမတက်မြေအချိန်မှာရွာသားရရွာကလေးကိုမီးဟုံဟုံတောက်အောင်လို့မီးရှို့ဖြည့်ဆည်းပြင်မယ်လို့ပါပါတယ်။ရွာသားရရွာကိုမီးရှို့ရင်စေတုရနိုင်ငံကမီးရောင်ကိုကောင်းကောင်းကြီးမြင်ရလိမ့်မယ်။ အဲ့ဒီအမှာဆေရုရနိုင်ငံတော်ကစစ်တီတော်တွေစုလာပြီးရွာသားရဘက်ကိုစစ်ရှီတက်လာကြလိမ့်မယ်။အဲ့ဒီလိုစစ်တီတော်တွေစုဆောင်းနေလို့လှုပ်လှုပ်ရွရွဖြစ်နေတဲ့အချိန်မှာသူတို့ရဲ့ဘတ်တော်သားအာနာပိုင်တွေက ထောင်ကိုဖွင့်ပေးလိမ့်မယ်လို့စာထဲမှာပါတယ်။နေမျိုးကပြန်ပြောလိုက်သည်။ဒါတင်မဲလားနောက်ထပ်ဘာတွေပါသေးတယ်လဲ။ဒါတင်မကသေးဘူး။ရွာသားရရွာကလေးကိုမိဟိုးတောက်လောင်နေတဲ့အချိန်မှာ သူတို့နို့ကိုတော်တိုင်းစစ်တပ်ကိုဦးစီပြီးစေတုဒ္ဒရာမြို့တော်ကိုဝင်စည်းမယ်လို့စာထဲမှာပါသေးတယ်ဒီစာကိုဖတ်ပြီးသူတို့နို့ဘတ်တော်သားတွေဝမ်းသာအားရဖြစ်ပြီးထခုံကြတာပဲဘုဏ္ဏနာသည် နေမျိုးပြောနေသောစကားကိုနားထောင်ပြီးတစုံတရာပြန်မပြောပဲအတန်ကြာစဉ်းစားနေပြီသည်အင်းမနှက်ပြန်မနဲ့အာယုံမတက်ခင်ဆိုတော့အချိန်တောင်တိတ်မရှိတော့ဘူးဘုဏ္ဏနာကညင်းညူလိုက်သည်အချိန်ရှိသေးပါတယ်ဆရာရဲ့ရွာသားရရာကိုသူတို့ မိမချို့ပင်ယူဇနာကိုတွားခဲ့ဖို့အချိန်ရပါသေးတယ်။မင်းမှလည်းယူဇနာတယောက်အတွက်ပဲကြည်နေတာကိုအဲ့ဒီတခုတည်းကြည်ပြီးအလုပ်လုပ်လို့မဖြစ်ဘူး။အားလုံးချိန်စပြီးလုပ်မှဖြစ်မှာ။ငါပြောတာကိုနားထောင်စမ်း။ုန်နာနာကဏီတန်းပြုတ်လိုက်ပြီးခိတ္တစဉ်းစားနေပြန်သည်။ကျွန်တော်နားထောင်နေပါတယ်။ဘုန်နာနာနေမျိုးကဘုန်နာနာပြောမိစကားများကိုကြားလို့တဲ့ဖြင့်မဆောင်နိုင်မဲပြန်ပြောလိုက်သည်။ ရွာသားရရွာမှာဖိုးတဖိုးရစားတို့လူတိုက်ကိုအတင်းရှိသေးဖို့ငါစိုးစိုးကလေးကမှားကြထားပြီးဖြစ်လို့တိတ်ပြီးဆိုရင်တရားမရှိဘူးဖိုးရစားဆိုတာကတခြားလူမဟုတ်ဘူးယူဇနာရဲ့မွေးစားတဲ့ဖခင်ပဲအဲ့ဒီရွာသားရအနည်းတစ်ပိုက်မှာလဲကျော်စွာတို့လူတိုက်တက်ကလည်းတက်ဖြတ်ပြီးကင်းမုံတွေချခိုင်းတာလေကျော်စွာကိုတော့ဆရာတို့တွေ့နေကြကြောက်ကူကြီးကစောင့်နေဖို့ဆရာမှားထားတယ်အဲ့ဒီနေရာကိုသွားပြီးကျော်စွာကိုအကျိုးအကြောင်းပြောပြဖို့ လူတွေအသိရှိဖို့တက်လှန့်နှိုးဆော်ခိုင်းထားတာရွာသားရဘက်ကိုသူတို့နှုတ်စစ်တီတော်တွေလာရင်လမ်းကနေစီးပြီးတိုက်လွှတ်ဖို့လည်းအမိန်ပေးထားတယ်ပြီးတော့အချင်းရသိရင်မင်းကိုယ်တိုင်ရွာသားရကလေးကိုတွားပြီး ဖိုးရသားကိုအကျိုးအကြောင်းပြောပြပြီးယူဇနာကိုလုံခြုံတဲ့နေရာကိုပို့ထားလိုက်ပေါ့ဘုန်းနာကမှားကြလိုက်ရာနေမျိုးသည်ဆရာမသမ ्या အစာဆုံးမှတ်သားထားလိုက်သည် အရေးကြီးဆုံးကသူတနုကိုသူ့လူစုနဲ့ကွဲအောင်လုပ်ပြီးတဏှာကိုရောက်အောင်မျှခေါ်လာဖို့အရေးကြီးတယ်သူဘက်ကစစ်တီတော်တွေလာရင် ရှေ့ဆက်ပြီးမချီတက်နိုင်လောက်အောင်ဟန်တာပြီးဖျို့ဖျက်ဖျက်အောင်လုပ်ရမယ်လူအသေးပြောင်းနေနိုင်တယ်များနဲပါစေရှေ့ကိုဗာဆက်လုပ်မယ်ဆိုတာငါလာပြောပြမယ်မင်းအရင်သွားနေကျော်စွာတို့လူစုကိုအတင်းရှိဖို့သာတက်လှမ်းနှိုးဆော်ထားလိုက်ဘုန်းနာနာကအမိန်ပေးပြန်လိုက်ရာနေမျိုးတည် တရှိတဲ့တုတ်ရှည်တင်ကမြင်းကိုဒုံဆိုင်ပြီးတောနယ်ထဲသို့ဝင်သွားပြီသည်စာနာတဝီပင်မမှာမူမိမိအားလွှမ်းခြုံထားသည့်ကပလာအောက်မှဘူနာနာနှင့်နေမျိုးတို့ပြောဆိုသောစကားများကို တလုံးမကြံကြားရသဖြင့်အလိုလိုရင်တုံ၍နေပြီသည်ဘူနာနာသည်ဘယင်မအားတင်းကျပ်စွာပွေ့ချင်ရင်မြင်းကိုခပ်ဖြည်းဖြည်းစီးကနေမျိုးနောက်မှလိုက်ပါလာခဲ့ပေရာမကြမီတောအတွင်းသို့ရောက်ရှိ၍လာခဲ့ပေသည်တိပင်းရေကောင်းသောနေရာသို့ရောက်သောအခါဘူနာနာသည် မြင်းဆက်ကျိုးကိုဆွဲကရန်နာလိုက်ပြီးစာနာဒီဝီပင်မအားလွှမ်းခြုံထားသည့်ကဗရာကိုဖွင့်လှစ်လိုက်သည်စာနာဒီဝီပင်မဘယင်မကိုအခုတော့ဖမ်းဆီးလာခဲ့ရတဲ့အတွက်အများကြီးဝမ်းနေပါတယ်ဒါပေမဲ့အခုလိုမှမဖမ်းရင်အလုံးဒုက္ခရောက်ကုန်မှာဆိုလို့ဖမ်းလာခဲ့ခြင်းဖြစ်ပါတယ်ဘယင်မထမပြေဘူးမအော်ဘူးဆိုရင်ဘယင်မကိုချုပ်နှောင်ထားတဲ့ကျိုးတွေကိုဖြည့်ပေးပါမယ်ပါဇက်ထဲမှာဆူထားတဲ့အဝတ်တွေကိုလည်းထုတ်ပေးပါမယ်ဘက်နဲ့လည်းမပြေ ဘာနဲ့လဲမပြေးဘူးမအော်ဘူးလို့တောင်းဝန်ခံမလားတောင်းဝန်ခံရင်ခေါင်းညှိပြပါဘူနန္ဒကမေးလိုက်ရာစာနာတဝေပင်မသည်ခေါင်းညှိပြလိုက်တဲ့ဖြင့်ဘူနန္ဒသည်စာနာတဝေပင်မကိုစာနာတဝေပင်မကိုပွတ်ပစတ်ထဲတွင်ဆို့ထားသည့်ဝင်များကိုလည်းထုတ်ပေးလိုက်သည်ဘယင်မကိုအခုလိုနာကျင်အောင်လှုပ်တာဝမ်းနေပါလေဘယင်မနဲ့တကွဆေတုဒ္ဒရာနိုင်ငံတော်ကြီးပါဒုက္ခရောက်သွားမှာဆိုလို့အခုလိုကြိုးနဲ့တုတ်ပြီးဖမ်းဆီးလာရတာကို ခွင်းလွတ်တော်ခွင်းလွတ်စေလိုပါတယ်ဘုဏ္ဏတေဘယင်မအားတောင်းပန်လိုက်သည်ငယူပါခုမှလာပြီးရွှဲမနေနဲ့ဘယင်မကိုစော်ကားလို့အားရလို့ဒီစကားပြောတာလားဘယင်မကိုစော်ကားလို့တဲ့စိတ်နှမ်းစိတ်တစ်စိတ်မှပဲမရှိပါမလွှဲသာမချောင်လာတို့လားတော်တော်ရှေ့ဆက်မပြောနဲ့မိမသားဆိုပြီးအနိုင်ကြည့်ရင်တိုင်းကျင်ပြီးမှ သူတော်ကောင်းလုံးဝနေစမ်းပါနဲ့စေတနာကိုဝေဒနာထင်ရင်မှားပါလိမ့်မယ် ကျွန်တော်ရဲ့စေတနာကိုနတ်တကြားများသိပါလေနတ်တကြားတွေတိုင်တယ်နေလို့အပိုးပဲနင်ဘာတူလဲဆိုတာဘယင်မတီးပြီးပြီတီဟရတာဘယင်စီကလှုပ်လိုက်တဲ့တချို့မဟုတ်လားဟုတ်ပါတယ်လို့စောစောကလေးကဝန်ခံပြီးသားပဲတီဟရတာဘယင်ကဘာကိစ္စနင်းကိုလှုပ်လိုက်တာလဲဘယင်မကိုအသေးရရအချင်းရရဖမ်းပြီးဆက်တာဖို့မဟုတ်လားဘယင်မကိုဖမ်းလာတာဟာတီဟရတာဘယင်ကိုဆက်တာဖို့မဟုတ်လားဘယင်မကပြန်မေးလိုက်သည် ဒီလိုထင်ရင်မှားပါလိမ့်မယ်။ဘယင်မကိုတီဟရတာဘယင်ကြီးစီကိုစက်တကြရင်အခုလိုကြိုးဖြစ်ပြီးလှုပ်ပေးပါမလား။တခါတည်းဖန်သွားပြီးတရားရွှေပြည်နိုင်ငံတော်ကို တကြိုးတည်းလစ်ပြေးသွားမှာပေါ့။ဆရာတော်ဥက္ကဋ္ဌကဒီအတိုင်းနင်းကိုဆွဆွဲတာကိုဘယင်မနားနဲ့ဆက်ဆက်ကြားတယ်။ဒီအကြောင်းတွေကိုဘယင်မသိအောင်ပြောလိုက်မယ်လို့ဆရာတော်ဥက္ကဋ္ဌအမိန်တော်ရှိသွားတာကိုလည်းဘယင်မကြားလိုက်တယ်။ဘယင်မကို မတိုင်နိုင်အောင်ဆရာတော်ဥက္ကဋ္ဌကိုကြိုးနဲ့တုတ်ပြီးဖမ်းတာမဟုတ်လား။ ဒါတော့မှန်ပါတယ်။ဥက္ကဋ္ဌိက ဖုန်ကြီးရောင်ဆောင်နေတဲ့သူရနုရဲ့တချို့ပဲ။သူကဘယင်မကိုဂုံးတိုက်ပြီးကျွန်တော်ကိုထောင်ထဲပို့ထားခြင်းလို့ဒီစကားပြောတာပါ။ကျွန်တော်သာထောင်ထဲရောက်နေရင်ဘယင်မကိုကယ်မဲ့သူမရှိပဲသူရနုလက်တွင်းကိုလွယ်လွယ်ကလေးနဲ့ကြာဆင်းသွားမှသေချာတယ်။စောစောကနေမျိုးပြောဆိုတဲ့စကားတွေကိုဘယင်မနားနဲ့ဆက်ဆက်ကြားတယ်မဟုတ်လား။ဘုန်းနာကပြောပြလိုက်ရာဘယင်မသည် ဘုဏ္ဏနာပြောသောစကားများကိုယုံဝါကောင်းတို့မယုံဝါကောင်းတို့နှင့်ဇဝေဇဝါဖြစ်၍နေပေသည်ဒါဖြင့်တိဟယတာဘယင်ကနင့်ကိုဘာလို့ဖို့စေတုဒ္ဒနိုင်ငံတော်ကိုလွှတ်လိုက်ရတာလဲဒါကိုတနေ့ကြတော့ဘယင်မကိုအစာဆုံးပြောပြပါမယ်အခုတော့မပြောပြနိုင်သေးဘူးဘာပဲပြောပြောတချို့ဟာတချို့ပဲတချို့ပြောတဲ့စကားကိုဘယင်မမယုံနိုင်ဘူးအိုးယုံနာမယုံနာဘယင်မရဲ့သဘောပဲမှန်တာကိုပြောပြဖို့ကတော့ကျွန်တော်ရဲ့တောင်းကျွန်တော်မှန်ရာကိုပြောရမယ်ဆိုရင် ဘရင်မအတွက်အသက်ပေးပေးကာကွယ်ဖို့စစ်တုဒ္ဒရာနိုင်ငံကိုရောက်ခဲ့လာပဲဘရင်မဟာအားနွဲ့တဲ့မိန်းမသားပေမို့အိမ်နီးချင်းနိုင်ငံနှစ်နိုင်ငံစလုံးကမလေးစားရဘူးဒါကိုသိလို့ဘရင်မအပေါ်မှာတဏှာကယုဏတက်မိပြီတိဟရတာဘရင်စေခိုင်းတာကို မလုပ်ပဲအသက်နဲ့လဲပြီးဘရင်မကိုကာကွယ်ဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်စကားဆိုတာပြောတိုင်းဖြစ်တာပဲစကားတတိုင်းပြောတာကိုယုံရမှာလားမကြခင်ပဲအဖြစ်အပျက်ကအသက်တွေခံပါလိမ့်မယ် မျက်ပြန်မိုးမလင်းခင်ဘာတွေဖြစ်မလဲဆိုတာဘယင်မစောင့်ကြည့်ပေါ့စောင့်ကြည့်စရာမလိုပါဘူးအားနွဲတဲ့မိမသားမှုဂယုနာတက်တယ်ဆိုပြီးဘယင်မကိုအနိုင်ကျင့်ခဲ့တဲ့ဟာအပြောနဲ့အဟောညီရဲ့လားအနိုင်ကျင့်တာမဟုတ်ပါဘူးဘယင်မနဲ့စေတုဒ္ဒရာနိုင်ငံတော်ကိုကာကွယ်ဖို့တခြားနီလန်ရှားမတွေ့လို့အခုလိုကြမ်းကြမ်းကလေးလှုပ်လိုက်ရတာပါပြီးတော့နေမျိုးပြောသွားတဲ့အတိုင်းဆိုရင်ဘယင်မကိုအခုလိုနန်းတော်အပြင်ဘက်ရောက်အောင်ယူဆောင်လာခဲ့မိတာဟာ နတ်ကောင်းဆောင်ပါတယ်လို့ဆိုရမှာပဲနေမျိုးပြောသွားတာကိုဘယင်မကြားတယ်မဟုတ်လားနတ်ပြန်မိုးမတော့မီရွာသားရရွာကိုသူတို့တို့ဘတ်တော်သားတွေဝင်ပြီးမီးရှို့လိုက်မယ်အဲ့ဒီချိန်မှာကျွန်တော်ကထောင်ထဲရောက်နေရင်ဘာမှမတတ်နိုင်ပဲဘယင်မသာရေတိမ်နေရလိုက်မယ်မဟုတ်လားဘုန်းနာနာကပြောလိုက်ရာအစနာတွေဝေဘယင်မသည် တွေ့ဝေ၍သွားပြန်သည် နေမျိုးပြောသွားသည့်စကားများမှာလောက်ကြံ၍ပြောဆိုသောစကားများမဟုတ်နိုင်။မှန်ကန်သောစကားများပင်ဖြစ်ရမည်ဟု ဘယင်မကြီးဒေါသစိတ်မှုန်နေတဲ့ဖြင့်အလင်းရောင်ပြောက်ဝင်နေသည့်အုံနောက်ထဲသို့လျှက်စစ်လက်တကယ်သို့လင်းရောင်ကြီးကလေးလက်ခနဲဝင်လာတဲ့ဖြင့်တွေ့ဝေသွားဒီနေရာမှာကြကြနေလို့မဖြစ်ဘူးလုံကြုံတဲ့နေရာကိုသွားပြီးရှစ်ဆက်ပြီးလှုပ်ဆရာရှိတာတွေလှုပ်ကြအောင်ဆိုလှုပ်ဆရာရှိတာကိုလှုပ်တဲ့အချိန်မှာမလှုပ်မိရင်နောက်မှနောင်တရရနေလို့လေအပေါ်ပဲပြီးတော့ဒီနေရာက လူတွေပြတ်တယ် ။နေကြာဒေတာဆိုတော့သူတနုဘတ်တော်သားတွေနဲ့တွေ့မှာဆိုရတယ်။ဘုန်းနန္ဒကတတိပေးလိုက်သည်။ရှင့်လို့သူရဲကောင်းကြီးတယောက်လုံးအနာမှာရှိလျက်သားနဲ့သူတနုဘတ်တော်သားတွေအနာကောက်ဝန်ပါမလား။ဘယင်မကပြန်ပြီးငေါ်လိုက်သည်။ငေါ်เสียရမရှိငေါ်နေပြန်ပါပြီ။လာပါ။လုံးုံတဲ့နေရာကို အမြန်ဆုံးသွားအမြန်ဆုံးရောက်အောင်သွားမှဖြစ်မယ်။ဘယင်မမြင်းပေါ်ကိုတက်ပါ။ဘာလဲရှင်ကဘယင်မကို အမိန်ပေးနေတာလား။အမိန်ပေးနေတာမဟုတ်ပါဘူး။ ကျေးတော်သူမာလာကိုအကိုကြီးအနေနဲ့စိုးရိမ်လို့တတိပေးနေတာပါဘုန်နန္ဒကပြန်ပြောလိုက်ရာဘယင်မသည်ဘုန်နန္ဒအာမျက်မှောင်ကျုံရည်ကြည့်လိုက်ပြီးမတိမတာပြုံးလိုက်သည်ကောင်းပါပြီရှင်ဒီလိုဆိုရင်အကိုကြီးရဲ့ဇာကားကိုညီမလေးမာလာနားထောင်ပါမယ်ပြောပြောဆိုဆိုဆန္ဒတွေဝေဘယင်မသည်ဘုန်နန္ဒ၏မြင်ရှင်နင်းခွက်ကိုနင်းလိုက်ရာဘုန်နန္ဒသည်ဘယင်မအားခါမကင်ပြီးမြင်းပေါ်သို့ရောက်အောင် မြောက်တင်ပေးလိုက်ပေသည် ဒါထက်ခုဘရင်မကိုဘယ်ခေါ်သွားမလို့လဲတီဟရသာဘရင်ကြီးစီကို ပို့မလို့လားစာနာတွေဘရင်မကမေးလိုက်ပြန်သည်တီဟရသာဘရင်ကြီးစီကိုပို့ဖို့ဆိုရင်အခုလိုခေါ်သွားပါမလားစောစောကလိုကြိုးနဲ့တုပ်ပြီးတခါတည်းခေါ်သွားမှာပေါ့အခုတည်းထိကျွန်တော်ရဲ့စေတနာကိုတန်တရားရှိနေတုံးပါပဲလားနို့ရှင်ဟာတီဟရသာဘရင်ရဲ့တချို့မဟုတ်လားဟုတ်ပါတယ်လို့ဝန်ခံထားတာပဲဒါပေမဲ့အခုချိန်မှာတော့ ဘယင်မကိုတော်တိုင်းခန့်အပ်ထားတဲ့တတ်တော်ရှင်အမတ်ကြီးအဖြစ်ဘယင်မအပေါ်မှာတစ္ဆာရှိတဲ့လူတစ်ယောက်ဖြစ်နေပြီဆိုတာတတိပြုစေခြင်းပါလေ။အင်းဟုတ်သားပဲ။တတ်တော်ရှင်အမတ်ကြီးဆိုလို့အခုမှတတိရတယ်။တတ်တော်ရှင်အမတ်ကြီးကိုအင်မတန်အရေးကြီးတဲ့စကားတစ်ခုပြောစရာရှိတယ်။နာခံလေးရရှိကြောင်းပါ။ဘယင်မကိုလှောင်မနေစမ်းပါနဲ့။ဘယင်မပြောမှကိုနားထောင်စမ်းပါ။ခရမျိုးသားကြီးကိုထောင်သွင်းအကျဉ်းချထားတာကိုမှတ်မိသေးတယ်မဟုတ်လား ဘယင်မကစကားဆလိုက်သည်မှတ်မိသားပဲကျွန်တော်ကိုယ်တော်တိုင်အကျင်းထောင်ကိုတွားပို့ခဲ့တာပဲဘူနန္ဒကပြန်ပြောလိုက်သည်ခတ်တာမျိုးသားကြီးကိုအကျင်းထောင်ထဲမှနေရတာကျင်းကျက်တယ်ဆိုပြီးနမ်းမြင့်မှာအကျဲချုပ်ထားတာပို့ဘယင်မကအမိန်ပေးခဲ့တာကိုသိတယ်မဟုတ်လားထောင်မူကြီးချင်းညိုပြော့ပြလို့သိပါတယ်နမ်းမြင့်မှာအကျဲချုပ်ထားတော့ကမင်းညကကျိုးနဲ့ဆင်းပြီးထွက်ပြေးသွားပြီဘယင်မကသတင်းလက်ဆောင်ပလိုက်ရာဘူနန္ဒမှာမျက်လုံးပြူးသွားပြီသည်ဟုတ်ကဲ့ပါခင်ဗျာ ဒီနေ့အပိုင်း20အစီအစဉ်တင်ဆက်မှုကိုအီမာနင်ခက်တာခဏရနာဝင်ပြုပါခင်ဗျာဒီနေ့မှာအချိန်ပြည့်ပြည့်ဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မောင်တို့မှတအူးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်တို့များအားလုံးကိုစိတ်နှပါချွင်လန်းချမ်းမြေကဘေးပြာပေါင်းမှကင်းဝေးကြပါစေခင်ဗျာ